ိမ်ငွန်းမှာကိုပြတ်နိုင်မွေးနဲ့ခြေစပွဲအွန်လိုင်းကြီးရှိတဲ့ပိုတူဂီဒုက္ခဆူတနင်္ဂနွေနေ့ညဥရောပဆုံကဘာဖလားခြေစပွဲဝဲကျူ၃၀ချက်များမင်္ဂလာပါပလေးမေကာဂျာနေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂိမ်းမြညာညီကိုရီလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတနင်္ဂနွေနေ့ညအတွက်ဥရောပဆုံကဘာဖလားခြေစပွဲပွဲကျူ၃၀ချက်ဒီအနေနဲ့ကလောင်ရှင်ဒုက္ခဆူရဲ့၃၀ချက်ကိုနားဆင်ရမှာဖြစ်ပါတယ် ပထမဆုံးပွဲစဉ်ကတော့ဟန်ဂေရီနဲ့အိုင်လန်ည7:30ပါတမတ်တာကော်ရီဟန်ဂေရီနဲ့အိုင်လန်တို့ရဲ့အခုပွဲဟာအုပ်စုဒုတိယနေရာအတွက်အဆုံးဖြတ်ဖြစ်လာမှာပါတနည်းအားဖြင့်နှစ်သင်းစလုံးအတွက်အမှားမခံတဲ့ပွဲဖြစ်နေပါတယ်ပထမအကြိမ်မှာတူတူရလက်ထွက်ထားတာအောင်ဈေးနေနေတဲ့အတွက်ဒီလိုပွဲစဉ်မျိုးမှာဂိုးနေကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ပေါ်တူဂီနဲ့အာမေးနီးယားည7:30ပေါ်တူဂီယာဒီပွဲနိုင်တာနဲ့ခြေစပွဲအောင်မှာမှဖောင်ဖြတ်လာမှာပါ ပထမကြော့အဝေးကွင်းတုန်းကတော့အာမေးနီးယားကိုငါးဂိုးပြတ်ထားတာဖြစ်လို့စီရိုနယ်ဒိုမပါလဲပေါ်တူဂီတို့ပြဿနာမရှိနိုင်ပါဘူးအိမ်ဖြည့်အာမေးနီးယားကတော့အုပ်စုတွင်အဝေးကွင်းမှာရမှတ်မရသေးသလိုတွင်ကိုလည်းမရှိသေးပါဘူးဒါကြောင့်ပေါ်တူဂီရဲ့ဂိုးမိုးရွာနိုင်ဆန်းရှိတဲ့ညလို့သုံးသပ်ထားတာဖြစ်ပါတယ်အယ်ဘေးနီးယားနဲ့အင်္ဂလန်ည7:30နာရီအယ်ဘေးနီးယားအုပ်စုဒုတိယနေရာအတွက်တေချာပြီးဖြစ်သလိုအင်္ဂလန်ကလည်းခြေစပွဲအောင်မိသားပါဂုံတိတ်ခါအတွက်ကစားမယ့်အယ်ဘေးနီးယားဟာအင်ကွင်းမှာလည်းအင်္ဂလန်ကိုခံကန်နိုင်ပါတယ် ထမကျော်ဝင်းဘလီမာရုံးကလည်းအယ်ဗေးနီးယားဟာအင်္ဂလန်ကို2-0နဲ့သာရှုံးခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ဟာအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အဇာဝိုင်ဂျန်နဲ့ပြင်သစ်ည7:30အိမ်ဖြစ်အဇာဝိုင်ဂျန်ဟာပြီးခဲ့တဲ့ကြာသပတေးတုန်းကအိမ်ကွင်းမှာအိုက်စလန်ကို2-0ပြန်နဲ့ရှုံးထားပါတယ်။ပြင်သစ်ကတော့ပြီးခဲ့တဲ့ကြာသပတေးမှာပဲဥရောပစုံကခြေစပွဲအောင်ခဲ့တဲ့ဒုတိယမြောက်အသင်းဖြစ်လာပါတယ်။အမှတ်မလို့တော့ပေမဲ့နှစ်သင်းကြားအရေးသွေးကွာဟမှုဟာကြီးမားပြီးပထမကျော်တုန်းက3-0ပြန်နဲ့ပြင်သစ်အေးအေးဆေးဆေးနိုင်ထားခဲ့ပါတယ်။ ါကြောင့်ဒီကနေ့မှလည်းဧည့်သည်ပြည်သက်လို့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဆာဗီးယားနဲ့လက်ဗီယာည7:30နာရီ30ဂုံတိတ်ခါအတွက်သာကစားမယ့်နှစ်သင်းကြားမှာငါးမှတ်ကွာပါတယ်။ဆာဗီးယားဟာအုပ်စုတွင်နောက်ဆုံး၄ပွဲမှလည်းသုံးပွဲဂိုးမသွင်းထားနိုင်ခဲ့ပါဘူး။ပထမကြော်ရုံးက1-0နဲ့သာရှုံးခဲ့တဲ့လက်ဗီယာကတော့ခံစစ်အသားပေးနေပဲကစားအောင်မှာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ယူကရိန်းနဲ့အိုက်စလန်ည7:30ရမတ်တူအုပ်စုတက်တရရနဲ့ဒုတိယရဲ့တွေ့ဆုံမှုဖြစ်လို့ playoff နေရာအတွက်ကအဆုံးဖြတ်ပွဲပါဂိုးကွာချချက်အများကြီးနှိမ့်နဲ့ Ukraine အတွက်ဖောင်ဖြဲ့ရမယ်ပွဲလေးဖြစ်နေပါတယ်။ Iceland မြေကပထမအကြော့မှာတော့က3-5ကိုရလနဲ့ထွက်ထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများဟာအားပေးဖို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Israel နဲ့ Moldova ည2:55ဂုံတိတ်ခါအတွက်ကစားကြမယ့်နှစ်သင်းဆိုပေမဲ့ Israel က Moldova နဲ့ရှစ်မှတ်သားပါတယ်။ပထမအကြော့အဝေးခွင်းတော့ကလည်း Israel ဟာ Moldova ကို၄ဂိုးပြန့်နဲ့ကန်ထားခဲ့ပါတယ်။အောက်စုတွင်အင်ဂွင်းနှစ်ပွဲစလုံးမှာလည်း Israel ဟာအနိုင်ဆုံးနှစ်ဂိုးလုံးတွင်းထားနိုင်ခဲ့တာပါ။ ။ဒါကြောင့် ancient injury ကိုအပင်းနဲ့ပြောရမယ်ညပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။အီတလီနဲ့နော်ဝေးည2နာရီ15အီတလီဟာနော်ဝေးကိုကိုးကိုးပြတ်နဲ့နိုင်မှသာခြေစစ်ပွဲအောင်မှာပါ။ဒါကြောင့်ဖောင်ဖြတ်မဲ့အီတလီကိုမြင်ရမှာဆိုပေမဲ့နော်ဝေးဟာအလွယ်တကူနိုင်ရမယ့်အသင်းမျိုးတော့မဟုတ်ပါဘူး။အာလန်တို့အတင်းဟာ2024နိုဝင်ဘာနောက်ပိုင်းကလေးကရှုံးပွဲမရှိခဲ့ပါဘူး။ဒါကြောင့်နော်ဝေးဟာအပိလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကာနားဆင်သူညီကိုရီတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။နောက်ဆုံးရပွဲချိုသုံးသပ်ချက်တွေနဲ့သတင်းချက်လက်အပြည့်စုံကိုလည်း Playmaker ရဲ့ Telegram Channel မှာ live ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်ပါစေ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။